အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြည်သက်တွေအောင်းမင်္ဂလာပါ။ဒါကျွန်တော်တို့အခုအပြောင်းရွှေ့ market ကြီးရဲ့ transfer မှာနေ့တိုင်းလိုလိုအပြောင်းရွှေ့ဒန်တီတွေစိတ်ဝင်စားစရာ deep close တောက်လျှောက်ဖြစ်နေတဲ့အချိန်မှာကျွန်တော်နောက်ထပ်စိတ်ဝင်စားစရာဒန်တီတွေအကြောင်းကိုကျွန်တော်ဆက်ပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ အင်တာမီလန်သင်းကားဥရောပချန်ပီယံလိဖိုင်နယ်ရဲ့နောက်ဆုံး၃နှစ်တွင်းမှာနှစ်ချိန်မြောက်ရှုံးနိမ့်ခဲ့ပြီးမှနီးပြစီမျိုးနီအင်ဇာကီတယောက်ကလပ်သင်းကားထွက်ခွာဖို့ဆုံးဖြတ်ခဲ့တယ်။အင်တာမီလန်ဥက္ကရာကိုရိုင်းကစီမျိုးနီအင်ဇာကီကိုအသင်းမှာဆက်နေဖို့ဖြောင်းပြခဲ့ပေမဲ့ဒါသူကအသင်းကားထွက်ခွာဖို့ဆုံးဖြတ်ပြီးတော့ဆော်ဒီအာရေဗျကလပ်ဖြစ်တဲ့အာဟီလာအသင်းကိုတရားဝင်ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။ ဆိုဒီထိပ်သီးကလပ်တင်းကစီမိုနီအင်ဇာကီကိုသူရဲ့နီးပြဟိုကီဟေဆုနေရာမှာအစားထိုးခဲ့တာဖြစ်ပြီးတော့၃နှစ်စာချုပ်နဲ့ချုပ်ဆိုခဲ့တာပါတနစ်ကိုအခွန် PC ယူရို25တန်းအပြင်အခြားခံစား권နဲ့အများကြီးကိုပါထည့်သွင်းသဘောတူခဲ့တာဖြစ်တယ်စီမိုနီအင်ဇာကီရဲ့မိသားစုကပြီးခဲ့တဲ့ရက်သပတ်ထဲကဆိုဒီအာရေဗျကိုတွားရောက်လေပတ်ခဲ့သလို့ လက်ရှိ real မှာအိရှာသွားခဲ့ပြီးတော့အခုလက်ရှိနေထားရာ Milan Covid Survey ရဲ့မိသားစုဝင်တွေကကူညီခဲ့ပြီးတော့ဒီအပြောင်းရွှေ့နောက်ဆုံးမှာတရားဝင်ဖြစ်သွားခဲ့တာဖြစ်တယ်ဆိုတော့ Inter Milan အသင်းကလက်ရှိမှာ Simone Inzaghi နေရာမှာအစားထိုးဖို့ကိုမိုအသင်းရဲ့နီးပြ certificate ကိုဆက်သွယ်မှုတွေပြုလုပ်လက်ရှိနေပြီဖြစ်ပါတယ်တပတ်က Barcelona အသင်းကလည်းသူတို့အသင်းရဲ့ဂိုးသမားတေဖြီ Johan Garcia ကိုခေါ်ဖို့သဘောတူလိုက်ပါတယ် ်ဘာဆိုနာသိန်းကဒီကိုသမား position အတွက် DRD မှာပြက်ပြက်သားသားဆုံးဖြတ်ထားပြီးဖြစ်တယ်။သူတို့ရဲ့နံပါတ်1ကိုသမားအဖြစ် အသက်25နှစ်ပဲရှိတဲ့ Spain ကိုသမား Juan Garcia ကိုဦးစားပေးကိုသမားအဖြစ် ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့တာဖြစ်တယ်။ Ma Antwi Testigan ရဲ့ Inaki Pinya နဲ့ white chess shares နေရှိပေမဲ့ဒီကိုသမားကနီးပြ hansi flick ရဲ့နံပါတ်1ကိုသမားဖြစ် club ကအတည်ပြုခဲ့တဲ့အတွက်ဒီစားမကအသင်းပြောင်းရွှေ့လာတာပါရိုဂျင်းကွေစာချုပ်ယူရို25တန်းပေးရမှာဖြစ်ပြီးတော့ လုခလာစာကတော့အခုလောလောဆယ်အနေထားရဒီနေ့ကိုယူရို၄တန်းနဲ့အပြောင်းရွှေ့ဖြစ်ပြီးဖြစ်တယ်တစ်ဖက်မှာတော့ရမတွေ့အသင်းက Evero Fernandez Casares ကိုခေါ်ဖို့သဘောတူလိုက်ပြီးဖြစ်ပါတယ်ဘန်ဖီကအသင်းရဲ့လူငယ်နောက်ခံကစားသမားကိုမတွေ့ကပြန်ခေါ်ဖို့ကြိုးပမ်းတာဖြစ်တယ်ဒီစားမားကရမတွေ့လူငယ်ကစားသမားဖြစ်တယ် Manchester United ကိုနှစ်နှစ်ရောက်ပြီးတော့ Granada တို့ Benfica တို့ကိုအငှားပြောင်းတယ်အဲ့ကနေမှစင် Benfica ကို Euro ခုနှစ်တန်းနဲ့ပြောင်းရွှေ့ခဲ့ပြီးတော့ မန်ဖီကာကယူရို90ရောကြီးစာချုပ်သတ်မှတ်ခဲ့တယ်ရယ်မက်ဒရစ်ကဘယ်နောက်ခံလူကစားမတစ်ယောက်ကိုပြန်ခေါ်ဖို့ကြိုးပမ်းရင်းဒီစားမကိုခေါ်ဖို့သဘောတူရရှိခဲ့တယ်ဒါပေမဲ့သူတို့ကသူတို့ရဲ့လူငယ်ကစားမအတွက် ယောချင်းငွေတန်း90ကိုမပေးပဲယူရို52တန်းတိနှစ်တန်းပို့ပေးခဲ့တယ်အဓိကကတော့ယောချင်းငွေဟာတပြိုင်တည်းပေးရမှာဖြစ်တဲ့အတွက်မက်ထရစ်ကအရေးကြပုံစံကိုရွေးချယ်တဲ့အတွက်ယူရို52တန်းပေးဖို့သဘောတူညီမှုရရှိခဲ့ပြီးအဲ52တန်းကိုတနစ်ကိုယူရို26တန်းပေးမှာဖြစ်တယ်ဆိုတော့ Everro Fernandez Casares က Real Madrid ရဲ့ ကလပ်ဝေါ်ကပ်ပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခွင့်ရမှာဖြစ်တယ်။ရီမက်ဒရီရဲ့အိုခရာဖလော်ဂျီနိုပီရက်စ်ကလမ်မက်တပတ်အတွင်းမှာထရန်အလက်ဇန္ဒားအာနိုဒင်းဟိုဆန်နဲ့အေဗရိုဖရန်တက်စ်ကဆာရတို့၃ယောက်ကိုကစားမအသစ်ဖြစ်ကြီးညာမှာဖြစ်ကြောင်းဆိုထားတယ်။ဒီချိန်ထဲမှာရီမက်ဒရီအသင်းကကိုမိုအသင်းကိုသွားရောက်ကစားနေတဲ့အာဂျင်တီးနားကွင်းလယ်ကစားမနီကိုပက်စ်ကိုပါပြန်ခေါ်ဖို့အတည်ပြုလိုက်ပါတယ်။ဒီစားမကိုကိုမိုကအပိတ်သက်ဝယ်ထားပေမဲ့ရီမက်ဒရီက ဒါပြန်လဲဝယ်ယူခွင့် buy back option နဲ့ခေါ်ယူဖို့သဘောတူခဲ့တာပါပြောင်းရွှေ့ခြေကတော့ယူရို၈တန်းပဲဖြစ်ပြီးတော့အာဂျင်တီးနားကွင်းလေကစားမကမက်ဒရစ်အသင်းကိုဂျာဗီအလွန်ဆိုတွက်ပြန်လဲရောက်ရှိလာမှလည်းဖြစ်တယ်တစ်ဖက်မှာတော့တခြားထိပ်တန်းပြောင်းရွှေ့တွေကရီမက်ဒရစ်ရဲ့အသင်းကောင်းဆောင်လူကာမိုဒရစ်ရဲ့အပြောင်းရွှေ့ဖြစ်လာတော့မှာပါကလပ်ဝေါ်ကပ်ပြိုင်ပွဲအပြီးမှာပဲလူကတ်ဖက်စကင်နဲ့အတူရီမက်ဒရစ်ကထွက်ခွာတော့မယ့်အသင်းကောင်းဆောင်မိုဒရစ်က AC Milan အသင်းကိုပြောင်းရွှေ့မှာဖြစ်တယ် လာကစတာဒေလူစပေါ်မှာဖော်ပြချက်ရာ AC Milan အသင်းရဲ့နီးပြမတ်အလဂရီကသဘောကျတာဖြစ်ပြီးတော့လူကာမိုဒရစ်ဟာ AC Milan အသင်းမှာတနစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး အပူတနစ်ထပ်ဒိုးကွင်းနဲ့ဒူပြောင်းရွှေ့မှာဖြစ်တဲ့ Real Madrid နဲ့ Club World Cup ပြိုင်ပွဲပြီးတာနဲ့ Modric AC Milan အသင်းရဲ့ကစားမအသစ်ဖြစ်လာတော့မှာဖြစ်တယ်။တစ်ချိန်တည်းမှာပဲ Brentford အသင်းကလည်း Liverpool ရဲ့ Goodman Callahan ကိုတရားဝင်ခေါ်ယူခဲ့ကြောင်း Club Website ကအတည်ပြုလိုက်ပါတယ်။ပြောင်းရွှေ့ခြေကတော့ပေါင်သန်း18သန်း Total Package ဖြစ်တဲ့စနစ်တကျမှ9သန်းကို Brentford ကအရင်ပေးရမှာဖြစ်ပြီး ဂျန်နဲ့9.5တန်းကတော့ဒါလက်ရှိမှာလီဗာပူးအသင်းကဘွန်နက်စပေါ်ဆာမျိုးနဲ့ရရှိမှာပါခေလာဟာကဘရန်ဖို့ရဲ့နံပါတ်1ကိုမှဖြစ်9နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်တယ်ဒီချိန်ထဲမှာဘရန်ဖို့ကိုမှဖလက်ကန်ကအေရီတန်ဟာရဲ့ဘိုင်ယန်လီဗာပူးစင်ကို3နှစ်စာချုပ်နဲ့ပြောင်းပြီးတော့သူကတော့ယူရိုစေတန်းနဲ့ပြောင်းရွှေ့သွားပြီဖြစ်တယ်အာစနယ်သင်းရဲ့အခုလက်ရှိကွင်းလယ်ကစားမှာဂျိုချီညိုကလည်းဘရာဇီးကလပ်ဖလာမင်ဂိုကိုပြောင်းရွှေ့ပါပြီဖလာမင်ဂိုအသင်းနဲ့အတူ ကလပ်ဝေါကပ်ပြိုင်ပွဲကိုတွားရောက်ရှင်ပြိုင်မှာဖြစ်ပြီးတော့အခုလက်ရှိမှာအာဆနယ်တင်းကထွက်ခွာသွားပြီးတာနဲ့ဖလာမင်ဂိုနဲ့၃နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်တဲ့သူရဲ့လောကလာစာအရာအခုလက်ရှိနေထားရဘိုးနက်စတီခန်းစား권နေတဲ့သူ၃နှစ်စာအတွက်ယူရို၃၃တန်းရရှိမှာဖြစ်ပြီးတော့ဂျော်ဂျီညိုကအာဆနယ်တင်းကထွက်ပြီးဘရာဇီးကလပ်ဖလာမင်ဂိုကိုပြောင်းရွှေ့ဖို့သဘောတူလိုက်ပြီးဖြစ်တယ်။တစ်ဖက်မှာတော့ချယ်ဆီအသင်းကလည်းပိုတူဂီလူငယ်ကစားမဒါရီယာလိုအဆူဂိုကိုခေါ်လိုက်ပါတယ်။ ချီစီကဟိုတနေ့တုန်းကလီယန်ဒီလက်ကိုခေါ်ယူခဲ့ပြီးနောက်အသက်18နှစ်ပဲရှိတဲ့ပိုတူဂီလူငယ်ကွင်းလေကစားမကို Sporting Lisbon ကခေါ်ယူခဲ့တာပါပြောင်းရွှေ့ခြေကယူရို22.5တန်းဖြစ်ပြီးတော့ချယ်ဆီကသူ့ကို၈နှစ်စာချုပ်ချုပ်ဆိုလိုက်ပါတယ်ချယ်ဆီနေနဲ့ပြီးခဲ့တဲ့နွေရာဒီလောက်တည်းကခေါ်ထားတဲ့ အက်စတာဗီယိုဝီလျံဆိုတဲ့လူငယ်ကစားမလေးကိုဒီနွေယာတီမှာရောက်လာတော့မှဖြစ်ကြောင်းအတည်ပြုလိုက်ပြီးဖြစ်တယ်။ဒါပေမဲ့ချက်စီနဲ့အတူကလပ်ဝေါ်ကပ်ပြိုင်ပွဲပါဝင်ခွင့်ရမှာမဟုတ်ဘဲသူ့ရဲ့ကလပ်ပါမီယက်နဲ့အတူသာသွားရောက်ရှင်ပြိုင်ဖို့ရှိပါတယ်။ပြောင်းရွှေ့ခြင်းကတော့ချက်စီက50တန်းထိပေးထားပြီးဖြစ်တဲ့အတွက်သူကတော့ဇူလိုင်23ရက်နေ့လောက်မှပဲချက်စီအသင်းကိုရောက်လာဖို့ရှိပြီးတော့အသက်16နှစ်မပြည့်တဲ့အတွက်ချက်စီကပြီးခဲ့တဲ့ရာသီကခေါ်နိုင်ခဲ့တာမဟုတ်ပဲ ်ပြီးခဲ့တဲ့ April လကမှ session နဲ့ပြည်လို့ဒီနှစ်ရာသီနွေရာသီမှာ Chelsea ကသူ့ကိုခေါ်ယူခွင့်ရရှိထားတာဖြစ်တယ်။တစ်ဖက်မှာတော့ Arsenal အသင်းက Raheem Sterling ကိုခေါ်ယူထားသည့်တိုင်အောင်လက်ရှိချိန်ထိစာချုပ်ဖြတ်သိမ်းပြီးအသင်းကိုပြန်ပို့မယ်ဆိုတဲ့အကြောင်းအကြောင်းကြားထားခြင်းမရှိကြောင်းဆိုထားတယ်။ Arsenal ဘက်က Sterling ကို June လကုန်ထိသက်တမ်းရှိတဲ့အတွက် အဲ့တတန်းပြီးတဲ့အထိစောင့်မျှော်ခဲ့ပြီးတော့မှအချိန်တန်စတာလင်ဟာသူ့အသူချက်စီကိုတွားဖို့အတွက်ကလပ်ဘက်ကပြောကြားတွားပွဲရှိတယ်လို့ဖော်ပြထားပါတယ်။မန်ချက်စတာယူနိုက်တက်ကလည်းဂျီလန်ဆန်ချိုကိုပြန်ခေါ်ရတော့မှာပါ။ချက်စီအသင်းနဲ့အတူဂျီလန်ဆန်ချိုကအပိသက်စာချုပ်ချုပ်ဆိုဖို့ပေါင်25တန်နဲ့မဖြစ်မနေသဘောတူထားတာဖြစ်တယ်။ဒါပေမဲ့လည်းဂျီလန်ဆန်ချိုရဲ့လောက်ခလာစာတပတ်ကို3သိန်းကို မန်ယူနိုက်တက်အသင်းထက်ချယ်ဆီကလည်းပေးချီလိုချင်မရှိတာကြောင့်ဒီပြောင်းရွှေ့ပြက်ပြဲခဲ့တာဖြစ်တယ်။မန်ယူနိုက်တက်ကနေဂျီဒန်ဆန်ချိုကိုချယ်ဆီခေါ်တော့ကအငားပြောင်းရွှေ့ကြည့်ပြီးစရာမလိုပဲခေါ်ယူခဲ့တာပါ။ဒါပေမဲ့ဒီစားမရဲ့လစာ၃သိန်းကိုတယောက်တဝက်စီနဲ့တသိန်းခွဲစီချယ်ဆီကမန်ယူနိုက်တက်စီကိုပေးချီခဲ့တာဖြစ်ပြီးတော့ဒီအပြောင်းရွှေ့ရဲ့အပိသက်မှာချယ်ဆီအနေနဲ့မဖြစ်မနေအပိသက်ဝယ်ယူခွင့်25တန်းနဲ့သဘောတူခဲ့ပေမဲ့ ပြက်ပြေခဲ့တဲ့အတွက်ငါးတန်းယူချင်းဝေပေးရမှာဖြစ်တယ်ခြေတန်းဆန်ချိုးကိုချက်စည်းကလာစာ3သိန်း1000ကနေ3သိန်း5000ထိကလန်းပေမဲ့တပတ်3သိန်းထိရနေတဲ့ဆန်ချိုးက2သိန်းကျော်ထိလိုရှိတဲ့အတွက်ချက်စည်းရဲ့လောက်ခလာစာ structure ကြောင့်ဆန်ချိုးကိုပြန်ပို့ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ကြောင့်အတီးပြူခဲ့တာဖြစ်တယ် အဲတချိန်တည်းမှာပဲဘရီရှက်တော့မန်ရဲ့လူငယ်ကစားမတယောက်ဖြစ်ခဲ့ပြီးတော့မှရီယယ်မတစ်ကိုရောက်သွားတဲ့ဂျူပါလင်ဂန်လိုပဲသူ့ရဲ့ညီဂျူပီပါလင်ဂန်ကလည်းတော့မန်ကိုပြောင်းရွှေ့တော့မှဖြစ်တယ် ်ပြောင်းရွှေ့ခြင်းကတန်း30ပါဒါပေမဲ့အခု Borussia Dortmund နဲ့ Sunderland အကြားမှာတန်း40ထိအပြောင်းရွှေ့ဖြစ်ဖို့ညှိနှိုင်းနေဆဲဖြစ်ပြီးတော့ဒီအပြောင်းရွှေ့ဖြစ်လာဖို့နီးစပ်လျက်ရှိတယ် Manchester City ကလည်းအပြောင်းရွှေ့ဒန်တီမဟုတ်သေးသည့်တိုင်အောင် အပီးတက်နိုင်မဲ့ပြောင်းရွှေ့ခြင်းတစ်ခုဖြစ်နေပါပြီအဲ့ဒါကတော့ Rangers ကိုအပီးတက်ခေါ်နိုင်တော့မှာပါပြောင်းရွှေ့ခြင်းကတန်း80ပတ်ဝန်းကျင်ဖြစ်ပြီးတော့ တို့နှစ်သိန်းကြားနောက်ဆုံးအဆင့်ကိုကြီးညာဖို့အချိန်ဆောင်နေပြီးတော့ City ကသူ့ကို9နှစ်စာချုပ်တစ်နှစ်ကိုယူရို9သန်းစာချုပ်ချုပ်ဆိုမှာဖြစ်တယ်။ Man City ကကလပ်သင်းမှာ6နှစ်တိတိကစားခဲ့ပြီးတော့ Wayne Goodma Scott Carson ကိုထွက်ခွာခွင့်ပေးလိုက်ပါတယ်။ Scott Carson ကဒီ6နှစ်တာကာလအတွင်း2019ခုနှစ်က2025ထိ Premier League ၄ချိန် FA Cup တစ်ချိန် Carabao Cup တစ်ချိန် Champions League Super Cup Club World Cup နဲ့ ကုမ္ပဏီတိုင်းတစ်ချိန်စီရရှိထားတာဖြစ်ပြီးဒီ6နှစ်တွင်းမှာဖလား10ဒုံးထိရရှိခဲ့တာပါဒါပေမဲ့ စကော့ကာဆင်ဟာအိုက်6နှစ်တာကာလအတွင်းမန်ချက်စတာစီးတီးအတွက်နှစ်ပွဲသာပါဝင်ကစားခွင့်ရခဲ့တာဖြစ်တယ်ဖိုးဖိုးပါကလည်းတမ်းမြစ်ဆေးကနေပြန်လာခဲ့ပြီးတဲ့နောက်အသင်းသစ်ရှာဖွေခြင်းမူနာကူကိုပြောင်းရွှေ့ဖို့ကံလန်ထားတယ်မူနာကူဘက်ကဒီပြောင်းရွှေ့ကိစ္စကိုစောင့်မျှော်နေဆဲဖြစ်ပြီးတော့နှစ်ဖက်ကြားဆွေးနွေးနေဆဲဖြစ်သလိုဖိုးဖိုးပါကတော့အသင်းသစ်ကိုအပြန်ဆုံးရဖို့သူ့ဘက်ကကြိုးပမ်းရရှိကြောင်းနဲ့ ီပြောင်းရွှေ့ဖြစ်နိုင်ဖို့ကြိုးပမ်းလဲရှိတယ်လို့ဆိုထားပါတယ်။ဒါရီကစိတ်ဝင်စားစရာအပြောင်းရွှေ့ရဲ့ဒန်တီနဲ့ဖြစ်လာဖို့နီးစပ်တဲ့အပြောင်းရွှေ့တွေအကြောင်းပါအားလုံးကျေးဇူးတင်ပါတယ်။